ာတန်ရဲ့တိုက်ခိုက်တဲ့နီးပြူဟာကဘာဖြစ်နိုင်မလဲဆရာစာတန်တိုက်ခိုက်တဲ့နီးပြူညာဟာထဲမှာတော့သူ့ရဲ့နီးပြူဟာတော်တော်များများတော့မိုင်းပေါ့အာဒန်ဒီဒီရဲ့မစားနဲ့စားတဲ့နေမှာအေကံမတ်သေးတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီစကားကိုသူကတဆင့်အေဝါပြောတယ်ဆိုတော့သေချာပြောထားလားအဲ့ဒါရှိဒါပေမဲ့ဒါပေမဲ့သူတို့အပြစ်ကျူးလို့တဲ့အခါကျတော့နှစ်ယောက်အတူတူရှိနေပြန်ရောလေနော်ဟေးမစားရဘူး ်ဆိုပြောချင်တာကဖျားစကားကတော့ဓာတ်ရိုက်မကြဘဲနဲ့တဆင့်ကြတဲ့ခါမှာချက်ချင်းသူကစာတန်းရဲ့သွေးဆောင်တဲ့ခါမှာအတွေးခေါ်မှာတိုက်ခိုက်တဲ့ခါမှာမခံနိုင်ဘူးပြီးရင်ကျွန်တော်တို့ကဆိုတော့မျက်စိရဲ့တတ်မှတ်ခြင်းပေါ့နော်မျက်စိရဲ့တတ်မှတ်ခြင်းဒီဒီနေ့အဲ့ဒီအတွေးခေါ်ကြတော့ဒီနေ့ကျွန်တော်တို့ဘယ်ရလာလဲဆိုရင်တော့ pride of life တော်ပါ။နော်ကျွန်တော်မာနာကြည့်ခြင်းရတယ်လား။ဖခင်ကဲ့သို့ဖခင်ရဲ့သားသမီးတွေဖြစ်ပြီးသား။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒါကိုဘာနဲ့လှုပ်လိုက်လဲ။ဒါဆိုတော့မျက်စိရဲ့တတ်မှတ်ခြင်း။อืมကြီးလိုက်တာနဲ့ဟာစားခြင်းစပွဲဖြစ်တယ်။ဒါပေမဲ့စားကောင်းတယ်လို့မြင်တာနော်။ကောင်းတယ်လို့ထင်တဲ့အရာတိုင်းကမကောင်းတတ်ဘူး။ဟုတ်ကဲ့။ဆိုတော့စာတန်းကျွန်တော်တို့ကိုတချို့တချို့အရာတွေကိုကောင်းတယ်ဆိုပြီးတော့သွေးဆောင်တာ။อืมကောင်းတယ်။ဒါပေမဲ့အဲ့ကောင်းတယ်လို့ထင်တဲ့အရာကိုသွားလုတ်လိုက်တဲ့အချိန်မှာ ဒုက္ခရောက်တာမကောင်းဘူးဆိုတော့မျက်စိရဲ့တတ်မှတ်ခြင်းအဲ့ဒါအဲ့ဒါပဲအဲ့ဒါသူမြင်သွားတယ်သူစားခြင်းနဲ့ဆက်ဖြစ်လာတယ်ပြီးတော့အာအသွေးသားဆန္ဒရဲ့တတ်မှတ်ခြင်းနော်ဆိုတော့ the sin uh, the desire ပေါ့ကျွန်တော်ရဲ့စိတ်ဆန္ဒရှိတဲ့အရာအဲ့ဒါကြောင့်အသွေးသားနဲ့ပတ်သက်ပြီးတော့စာတန်ဝင်တတ်တယ်တိုက်ခိုက်နိုင်တယ်မျက်စိနဲ့ပတ်သက်ပြီးတော့ဝင်တယ်ပြီးရင် pride of life ဆိုဟာငါတို့ဒါစိတ်ပူစရာမလိုဘူး ်ငါပညာရှိတယ်အဲ့ဒါသဘာလဲဆိုတော့မာနာဖြစ်သွားဆိုတော့ဒီ၃ခုပေါ့